အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပါတီဟာပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကိုစနစ်တကျရေးဆွဲထားတဲ့ပါတီဖြစ်ပါတယ်အဲကျွန်တော်တို့ပါတီဟာ ကလက်ခံထားတဲ့အခြေခံသဘောတရားတွေပေါ့နော်အဲ့ဒါလေးကိုကျွန်မရှင်းလင်းတင်ပြချင်တာဖြစ်ပါတယ်ရှင်အခြေခံသဘောတရားကိုကျွန်တော်တို့က6ခုပေါ့နော်ခေါင်းစဉ်6ခုနဲ့ပေါ့နော်ဒီခန္ဓာ6ခုအတွက်ကို ကျွန်တော်တို့အခြေခံသဘောတရားတွေထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်နံပါတ်1ကတော့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ပါတီက အလက်ခံထားတဲ့သဘောထားယက်တီချက်အခြေခံသဘောထားပါလဲဆိုလို့ရှိရင်လူတဦးချင်းစီဤလွတ်လပ်စွာထုတ်ဖော်ပြောဆို권လွတ်လပ်စွာထင်မြင်ယူစာခွင့်နဲ့လွတ်လပ်စွာအသိအဖွဲ့ဖွဲ့စည်းပိုင်ခွင့်စသည့်အခြေခံရပိုင်ခွင့်များနဲ့အတူလွတ်လပ်ခွင့်ရှိခြင်းပေါ့နော်အဲ့ဒါဒီကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအဲပြဋ္ဌာန်းထားတာဖြစ်ပါတယ်အဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျမတို့မြန်မာနိုင်ငံကိုဒီမိုကရေစီစနစ်နဲ့ပေါ့နော်ကျမတို့ ဟိုဟိုပေါ့ကျင့်သုံးပြီးတော့မှဆောင်ရွက်နေကြတာဖြစ်ပါတယ်အဲ့ဒီထဲမှာလူတိုးချင်းစီဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိရမယ်လွတ်လပ်စွာထင်မြင်ယူဆပိုင်ခွင့်ရှိရမယ်လွတ်လပ်စွာအသိအဖွဲ့ဖွဲ့စည်းပိုင်ခွင့်ရှိရမယ်စတဲ့အခြေခံရပိုင်ခွင့်နေတဲ့အတူလွတ်လပ်ခွင့်ရှိရမှာဖြစ်ပါတယ်ရှင့်အဲကျွန်တော်တို့ကလွတ်လပ်ခွင့်ကိုတော့ကျွန်တော်တို့ဟိုအထိပ္ပယ်ဖွင့်ဆိုတာ အာကိုလိုတလိုဆွဲပြီးတော့ဖွင့်လို့တော့မရပါဘူးဥမာလွတ်လပ်စွာအသင်းဖွဲ့ဖွဲ့စည်းပိုင်ခွင့်ဆိုဖွဲ့စည်းလို့တော့ရတယ်ဒီအသင်းဖွဲ့ကိုတကယ့်ကိုဟိုတရားတဲ့အသင်းဖြစ်တယ်ဥပဒေနဲ့အညီဆောင်ရွက်တဲ့အသင်းဖြစ်တယ်ဆိုတော့အဲဆိုတာကိုကျမတို့တက်တည်ပြတဲ့အနေနဲ့ကျမတို့နိုင်ငံတော်မှာတက်ဆိုင်ရာ အဲတက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေမှာကျမတို့ကမှတ်ပုံတင်ပြီးတော့မှဆောင်ရွက်ရမှာဖြစ်ပါလေရှင်။ဒါဥပမာပရဟိတအသင်းနေဆိုရင်ဘယ်မှာမှတ်ပုံတင်ရမှာလဲပေါ့နော်။ဒါကျမ်းမာရေးဖောင်ဒေးရှင်း NGO စသဖြင့်ပေါ့နော်။ဒီလိုမျိုးတွေဆိုရင်ဘယ်မှာမှတ်ပုံတင်ရမှာလဲ။ဒါကျမတို့လိုနိုင်ငံရေးပါတီဆိုလို့ရှိရင်နော်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှာဥပဒေနဲ့အညီကျမတို့မှတ်ပုံတင်ပြီးဆောင်ရွက်ရတာဖြစ်ပါလေရှင်။ပြီးလို့ရှိရင် လူတဦးချင်းစီရဲ့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်လွတ်လပ်စွာထင်မြင်ယူဆခွင့်ဆိုတာကတော့ကျမတို့ပါတီမှာဖြစ်လို့ရှိရင်ဒီပါတီထဲမှာပြောချင်တိုင်းပြောလို့မရပါဘူးပါတီကချမှတ်ထားတဲ့မူဝါဒစည်းမျဉ်းစည်းကမ်းတွေနဲ့အညီလွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရှိတာဖြစ်ပါလေရှင့်တော့အခုတော့ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကကိုနဲ့မတူကိုရန်သူအဲကိုနဲ့မတူကိုရန်သူဆိုပြီးတော့မှအဲဒီ Facebook တွေ social media တွေပေါ်မှာလွတ်လပ်စွာဆဲဆိုတယ်လွတ်လပ်စွာအဲပေါ့နော်ဒီရန်ဖြစ်နေကြတာပေါ့နော်ဒါတွေဒီ အဲဒါတွေဒီဒါတွေစီကံနဲ့ညီတဲ့လွတ်လပ်ခွင့်မဟုတ်ဘူးဖြစ်ပါတယ်ရှင်။အဲကျမတို့ပါတီရဲ့အခြေခံသဘောတရားထဲမှာတော့ဒီမိုကရေစီရေးနဲ့ပတ်သက်ရင်တော့ခုနကလူတိုးချင်းစီရဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်လွတ်လပ်စွာထင်မြင်ယူဆခွင့်နဲ့လွတ်လပ်စွာအသိအဖွဲ့ဖွဲ့စည်းပိုင်ခွင့်စတဲ့အခြေခံရအခြေခံရပိုင်ခွင့်များနဲ့အတူလွတ်လပ်ခွင့်ရှိခြင်းဖြစ်ပါတယ်ရှင်။ ဒုတိယတစ်ခုကတော့ပွင့်လင်းမြင်သာ၍ယုံကြည်စိတ်ချရသောလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများပုံမှန်ကျင်းပနိုင်ရေးပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမိုကရေစီစနစ်တွေမှာဆိုလို့ရှိရင်တော့ရွေးကောက်ပွဲတွေကျင်းပခြင်းအပြင်တော့ပြည်သူလူထုကနေပြီးတော့မှပြည်သူလူထုကိုအခြေခံတဲ့ပြည်သူလူထုကနေစဉ်သက်တဲ့အချုပ်အခြာအာဏာကိုကျွန်တော်တို့ အဲဒီရွေးကောက်ခံကိုယ်စားလှယ်တွေကိုအပြည့်သူကိုစားလွတ်တော်ကိုပို့လိုက်တာဖြစ်ပါတယ်လွတ်တော်ကနေပြီးတော့မှအစိုးရတွေကိုဖွဲ့စည်းရတာဖြစ်ပါတယ်အဲ့လိုဖွဲ့စည်းရတဲ့အချိန်မှာ အဲကျမတို့ဒီရွေးကောက်ပွဲတွေဟာပွင့်လင်းမြင်သာရမယ်ယုံကြည်စိတ်ချရမယ်လွတ်လပ်ပြီးတရားမျှတရမယ်ဆိုတဲ့အရေးချင်းနေနဲ့ကိုက်ညီအောင်အကိုက်ညီအောင်ကျင်းပပေးဖို့လိုအပ်တာဖြစ်ပါတယ်ရှင်။ဒါသည်ကျမတို့ပါတီရဲ့အခြေခံသဘောတရားဖြစ်ပါတယ်ဒီမိုကရေစီရေးနဲ့ပတ်သက်တဲ့အခြေခံသဘောတရားဖြစ်ပါတယ်။နောက်တစ်ခုကတော့ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာနဲ့တရားစီရင်ရေးအာဏာတို့ကိုခွဲခြားကျင့်သုံးခြင်းပေါ့နော်။ ဆိုလို့ရှိရင်ဥပဒေပြုရေးအာဏာကိုတော့လွတ်တော်ကခွဲလွတ်တော်ကကျင့်သုံးမယ်အုပ်ချုပ်ရေးအာဏာကိုတော့အစိုးရအဖွဲ့အစည်းကျင့်သုံးမယ်တရားစီရင်ရေးအာဏာကိုတော့တရားလွတ်တော်တွေကနေကျင့်သုံးခြင်းအပြင်အဲကျမတို့ဒီခက်မကြီးသုံးပြပေါ့နော်အာဏာအချုပ်ချာအာဏာရဲ့ခက်မကြီးသုံးပြဖြစ်တဲ့ဒီအာဏာသုံးရက်ကိုခွဲခြားကျင့်သုံးတာကိုအဲကျင့်သုံးခြင်းကိုကျမတို့အနေနဲ့ယုံကြည်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကတော့ကျမတို့ပါတီရဲ့ဒီမိုကရေစီရေးနဲ့ပတ်သက်တဲ့ပါတီရဲ့အခြေခံမူများဖြစ်ပါတယ်ရှင့်အားလုံးကျေးဇူးတင်ပါတယ်ရှင့်